ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းသက်ပါရနော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါရခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တီတာမြန်တို့ YouTube channel ကနေပြန်လဲကြိုးဆိုပါရခင်ဗျာကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးတီတာမြန်တို့ YouTube channel ကို YouTube channel ကနေပြန်လဲကြိုးဆိုပါရအဲ့တော့ကိုမလေးမောင်လေးညီမလေးတွေကနော်တီတာမြန်တို့ YouTube channel ကို subscribe မလုပ်ရသေးလို့ရှင် subscribe လုပ်ထားမယ် subscribe လုပ်ပြီးဒါကိုမလေးမောင်လေးညီမလေးတွေက ဝင်လာတယ်ဆိုလိုက်တက်မလေးတွေနှိပ်ထားမယ်ဗျာနော်အကူမနေမောင်လေးညီမလေးအားလုံးသတိနှစ်ပွက်နဲ့တပတ်စာမွေးကနန်းကောက်ကိုကျွန်တော်တင်ပေးထားရနော်ဒီနေ့ကတော့ကျွန်တော်က16ရက်5လ16ရက်6လ2025တနင်္လာနေ့တနေ့သားကိုပြောပြမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အကူအမလေးမောင်လေးညီမလေးတွေကဝင်လာတယ်ဆိုရင်လိုက်လက်မလေးနှိပ်ထားမယ်ဆော့ခိုင်းမလို့ရသေးတဲ့အကူအမလေးမောင်လေးညီမလေးတွေဆော့ခိုင်းဆိုရခေါလောင်းလေးကိုနှိပ်ထားမယ်ဗျာ ဒါမှကျွန်တော်တင်နိုင်အောင်မြင်ရမှာနော်လိုင်းနေရာမကောင်းတဲ့အတွက် subscribe နှိပ်ထားရအောင်မမြင်ရဘူးလိုင်းကောင်းပါလေမြင်ရမယ်လိုင်းမကောင်းလည်းမြင်အောင် subscribe ဆိုတာလေးကိုနှိပ်ထားရအောင်အကိုမကြီးကျွန်တော်တင်နိုင်အကိုမကြီး auto ဒါမြင်ရပြီဗျာနော်အဲ့တော့ကျွန်တော်ရဲ့အကိုမကြီးမောင်လေးညီမလေးအခုကလေကျွန်တော်က၈နာရီဖွဲပြီဆိုတော့ကျွန်တော်ခဏလေးပြရမယ်နော်ကျွန်တော်ခဏလေးပြမယ်ကျွန်တော်ခဏရတယ်ပို့အောင်မှာဆိုတော့နော်မီးတွေကပြက်နေတယ်ဗျာမီးတွေပြက်နေလို့ကျွန်တော်ညတွေကလိုက်တက်မလို့ဖိုင်တက်လို့မရအောင်မီးတွေကတအားပြက်တယ်မနေ့ရက်တွေကပြက်ထားဗျာတညလုံးမလား เนาะကျွန်တော်တို့ရှင်မမီးတွေကပြက်တဲ့ဖုံးဝါတွေကတိတ်မရှိဘူးအဲ့တော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်တို့အရင်ဆုံးခနာလေးကိုကျွန်တော်တွက်ပြခဲ့မှာဒါကတနင်္လာနေ့နေကုန်းဖိုးရမယ်ပတ်တီးလေးနဲ့နေကုန်းဖိုးရမယ်ခနာလေးတွေပြက်တွက်ပြခဲ့မှာเนาะတောက်ကြံနေလို့ဆက်မှန်မယ်ဆိုရင်တော့ပတ်တီးတစ်လုံးကိုရွေးလို့ရတာပေါ့ဗျာ မောင်မဲမောင်မဲနေရပဲနော်အဲ့တော့အကိုမမများအားလုံးမောင်လေးညီမလေးများအားလုံးမြန်လေးဝင်လာကြမယ်ဗျာကျွန်တော်ရဲ့မိတ်ဆွေတွေနော်ကျွန်တော်ရဲ့မိတ်ဆွေတွေဝင်လာမယ်လို့အချစ်ဆုံးတော့ မှန်ရင်လည်းမှန်ပေမပေါ့မှားရင်လည်းမှားပေမပေါ့ဗျာကျွန်တော်တို့ကတော့ ဲ့တော့ကျွန်တော်မိတ်ဆွေကျွန်တော်တို့အရင်ဆုံးစကြည့်မယ်ဗျာအရင်ဆုံးစကြည့်မယ်ဗျာ1 2 3 4 1 2 3 4နောက်ပြီးနောက်ပြီးနောက်ပြီးအဲ့တော့ကျွန်တော်အကိုမာဒီမောင်လေးညီမလေးဒီဘွေးကနေကျွန်တော်တို့စသွားမယ်เนาะကျွန်တော်အကိုမာဒီမောင်လေးညီမလေးဒီဘွေးကနေစသွားမယ်အကိုမာဒီကြိုက်နှက်တတ်မှာထုံးမကြိုက်နှက်တတ်ချင်မထုံးနဲ့ ဒါကကျွန်တော်ကဝမ်းကြိမ်နှစ်ဝမ်းကြိမ်တစ်ချိန်ကိုနှစ်ချက်တော့ပြမပြီးရင်ကြီးနေကံ။နော်ကိုမလေးအကြိုက်နှစ်သက်မှဆိုးမယ်မကြိုက်နှစ်သက်ချင်မထိုးဘူး။ကျွန်တော်ကြီးနေတလုံးကောင်းရွေးပေးဖက်မယ်။တနေ့နာနေ့မှာနေပုံမှာလိုက်ကြနေတယ်တဲ့ခဏတလုံးရွေးပေးဖက်မယ်။အဲ့တော့ကိုမလေးမောင်လေးညီမလေးဒီနှစ်ဒီ6အဲ့ဒီနှစ်ဒီ6ဒီနှစ်ဒီ6ဒီ9တယ်ဗျာအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေဒီနှစ်ဒီ6ဒီ9သုံးလုံးပေါင်းခြင်းက ခွန်ဖြစ်တဲ့အတွက်စလုံးတွေတအားကြီးကြီးကိုခွန်ဖြစ်တဲ့အတွက်ခွန်ရဲ့နှက်ခတ်က3ညခွန်3ညတပြားကနောက်တစ်ပွဲတနင်္လာနေ့မှာမဖြစ်မလို့ထိရမယ်ဆိုတော့ကျွန်တော်တို့ကမန္တလေးမှာခွန်ခွန်ညနေတိုင်းမှာ၄ခွန်နဲ့ဒါဆိုနောက်တစ်ပွဲကျတော့ကျွန်တော်ရဲ့မိစေများဒီ၈ဒီ၂ဒီ၄၃လုံးပေါင်းကတစ်ဖြစ်လို့တစ်ရဲ့နှက်ခတ်၈တစ်၈တပြားကဟုတ်ဘူးပြဒါက အေးဒါကီးယူတာဗျာကီးယူတာဒါမှလည်းဝမ်းကြီးရံကြံနေခဲ့ပြီဒါတော့ကျွန်တော်အကိုမလေးမောင်လေးညီမလေးဒီနှစ်ဒီ6ဒီ9ဒီနှစ်ဒီ6ဒီ9သုံးလုံးပေါင်းရက်ကခွန်ဖြစ်လို့ခွန်ရက်နောက်ခတ်3ညခွန်ရက်ပါပါနှစ်ခွန်3ညနှစ်ဆိုတဲ့ကီးကနောက်တော့ဝဲတနေ့ကနေမှဖြစ်မယ်ဒီဖြစ်ရမယ်ဆိုတော့ခွန်ခွန်နဲ့၄ခွန်နဲ့ဒါတော့ဟုတ်ပြီကျွန်တော်တို့ကဒီနှစ်ဒီ6က3ည3ညဒီတက်နဲ့ပေါင်းတော့1တက်တဲ့နောက်ခတ်က8တက်ရဲ့ပါပါ6တက်8 6ဆိုတဲ့ကီးကနောက်တော့ဝဲတနေ့ကနေမှဖြစ်မယ်ဒီဖြစ်ရမယ်ဆိုတော့1 8 6ကီးနဲ့ကျွန်တော်တို့ကဘာအထိလဲဆိုလို့ရှင်လို့ရှင် 6တပြားဆိုပြီး26လို့ပြီးပါတယ်တဲ့ဒါဆိုကျွန်တော်ရဲ့အဖိုးမလေးမောင်လေးညီမလေးဒီနှစ်ဒီရှစ်ဒီခွန်၃လုံးပေါင်းရင်းကခွန်ဖြစ်တဲ့အတွက်ခွန်ရဲ့ပါဝါနှစ်ခွန်ရဲ့နှက်ခတ်၃ညခွန်နှစ်၃ညဆိုတော့ခီးကနောက်တစ်ပွဲတနေ့ကနေမှဖြစ်မနေထိရမယ်ဆိုတော့နှစ်တပြားဆိုပြီး23နဲ့အချက်ဆုံးတယ်ဒါဆိုကျွန်တော်မိတ်ဆွေများဒီ၄ဒီ၃ညဒီ၅နော်၃လုံးပေါင်းရင်က၉ဖြစ်လို့၉ရဲ့ပါဝါက၄၉ရဲ့နှက်ခတ်က၆၉၄၆ဆိုတဲ့ခီးကနောက်တစ်ပွဲတနင်္လာနေ့မှာမဖြစ်မနေထိရမယ်ဆိုတော့၉၄၆ခီးနဲ့မနေ့သေးမှာ ကျွန်တော်ရဲ့မိတ်ဆွေတွေ၄တပြောက်ဆွဲပြီး40ညနေမှာ6တပြောက်ဆွဲပြီး60တဲ့ဒါဆိုအချစ်ဆုံးလို့ကျွန်တော်တို့ကဒီ3ဒီ5ဒီ4သုံးလုံးပေါင်းရကနှစ်ဖြစ်တဲ့အတွက်နှစ်ရဲ့ပါဝါခွန်းနှစ်ရဲ့နက္ခတ်က၄နှစ်ခွန်လေးဆိုတဲ့ကီးကနောက်အော်ဒီမှာဖောက်ဒီမှာကဖောင်းပွဲတွေရှိတယ်ယူလို့မရဘူးဗျာဒါဆိုကျွန်တော်တို့ကဒီအထိကြော်ချဒါဆိုကျွန်တော်မိတ်ဆွေများဒီ၅ဒီ၉ဒီ၆ နော်ဒီ9ဒီ9ဒီ6သုံးလုံးပေါင်းရင်က3ညဖြစ်တဲ့အတွက်3ညရဲ့ပါဝါ9 3ညရဲ့နက်ခတ်ခွန်3ည9ခွန်ဆိုတဲ့ပြီးကနောက်တစ်ပွဲတနင်္လာနေ့မှာမဖြစ်မနေဖြစ်ရမှာဆိုတော့မနက်သေးမှာ9ရက်ရောက်ဆိုပြီး65ညနေသေးမှာ9ရက်ရောက်ဆိုပြီးတင်9ရက်အချက်ဆုံးလို့ဒါဆိုကျွန်တော်မိတ်ဆွေများကြီးဒီ8ဒီ6ဒီ6ဒီ8ဒီ6ဒီ6သုံးလုံးပေါင်းရင်က8ဖြစ်လို့8ရဲ့ပါဝါ3 8ရဲ့နက်ခတ်8 3တက်ဆိုတဲ့ပြီးကနောက်တစ်ပွဲတနင်္လာနေ့မှာကျွန်တော်တို့မဖြစ်မနေဖြစ်ရမှာဆိုတော့8 3တက်ပြီးနဲ့ကျွန်တော်တို့3တပြောက်ဆိုပြီး39တက်အချက်ဆုံးလို့ဒီမှာကကျွန်တော်တို့ယူမရပြန်အောင်ရစိတ်ရဖို့ကောင်းနှောင်းပွဲတွေရတယ် အဲ့ဒါဆိုလို့ရှိရင်ဒီမှာကလည်းယူလို့မရဘူးဒါဆိုကျွန်တော်တို့ဒီအထိရအောင်တော့ဒါတော့အခြေဆုံးတော့ဒီ၄ဒီ၉ဒီ၃၄ဒီ၄ဒီ၉ဒီ၄၃လုံးပေါင်းရင်းကခွန်ဖြစ်တဲ့အတက်အတွက်ခွန်ရဲ့နှက်ခတ်၃ညခွန်ပါဝါနှစ်ခွန်၃ညနှစ်ဆိုတဲ့ကီးကနောက်တစ်ဘက်တနေ့နာနေမှာဖြစ်မနေထိရမှာဆိုနှစ်တစ်ပြားဆိုပြီး23နဲ့အခြေဆုံးတော့ဒါဆိုဟုတ်ပြီခင်ဗျာကျွန်တော်တို့ကဒီ၉ဒီ၈ဒီ၉ သုံးလုံးပေါင်းခြင်းက6ဖြစ်တဲ့အတွက်6ရဲ့နက်ခတ်9 6ရဲ့ပါဝါတေ6 9တေဆိုတော့ကြည့်ရနောက်တစ်ပွဲတနင်းနာနေမှာဖြစ်မှန်းသိရမယ်ဆိုတော့ကျွန်တော်တို့တေတပြားကိုဆွဲပြီးတေဘူးတဲ့အချက်ဆုံးလို့ဒါဆိုဒီဘွားကြကျွန်တော်တို့ကဒီ9ဒီ6ဒီ8ဒီ9ဒီ6ဒီ8သုံးလုံးပေါင်းခြင်းက3ဖြစ်တဲ့အတွက်3ရဲ့နက်ခတ်က9 3ရဲ့ပါဝါက8 3 5 8ဆိုတော့ပြီးဩဒီမှာလည်းမရယူလို့မရတော်တော်စိတ်ပြက်ဖို့ကောင်းတော့ဖောင်းခွဲတွေအဲ့ဒါကျွန်တော်မိတ်ဆွေများကြီးဒီရောက်ပြီဒီ9ဒီ9ဒီ3ညဒီ9 သုံးလုံးပေါင်းခြင်းကနှိဖြစ်လို့တဲ့နှိရဲ့ပါဝါကခွန်းနှိရဲ့နက်ခတ်လေးနှိခွန်းလေးဆိုတဲ့ကီးကနောက်တစ်ဝက်တနေ့နောက်နေ့မှာဖြစ်ဖြစ်နေရှိရမယ်ဆိုတော့မနေ့သေးမှာခွန်းတစ်ပြားကိုဆက်ပြီး60ခွန်းညနေသေးမှာ၄ပြားကိုဆက်ပြီး50ကျဒါသဟုတ်ပြီကျွန်တော်ရဲ့မိတ်ဆွေများကြီးဒီ9ဒီ3ညဒီ9ဒီ3သုံးလုံးပေါင်းခြင်းကရှိဖြစ်လို့တဲ့ချစ်ဆုံးတို့ကျွန်တော်တို့က6ပါဝါက3ရှိရဲ့နက်ခတ်1 8 3ကကီးမှာဖြစ်မနေထိရပါမယ်တဲ့ညာကျွန်တော်ချစ်ဆုံးတို့ကီး3လုံး1ချင်း2လုံးအမြဲယူပေးနေကြတာနော် ဆို8031ကကြီးတယ်83ကကီဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေများကြီးကျွန်တော်တို့ဒုတိယတစ်ချက်နဲ့83နဲ့ကီထိတဲ့ဝမ်းကြီးတစ်ချက်ကိုကျွန်တော်တို့ထပ်ရှာမယ်တဲ့အချက်ဆုံးလို့အဲ့ဒါကကျွန်တော်တို့ကဘယ်အနေနဲ့သွားနေရလဲဆိုကျွန်တော်မိတ်ဆွေများကြီးနှလုံးပေါင်းရင်းတော့ဒီလိုသွားတာဗျအချက်တော့ကကြိုက်မှစော်မယ်မကြိုက်ချင်မစော်ဘူးကျွန်တော်ဖာကျွန်တော်ပြပြမပြပြအချက်တော့ကြိုက်မှစော်ပါမကြိုက်ချင်မစော်ပါနဲ့ဗျာနော်ဒီနာလောက်ကနေဖြတ်ပြမယ်ဒီမှာကြာတအားရှည်သွားပြီဒီ6ဒီ8 နော်ဒီ6ဒီ6တော့၄နဲ့ဒီမှာဒါပြင်လိုက်လို့ဒီ9ကလည်းကျွန်တော်ပြလိုက်တော့ဒီ3ဒီ5ဒီ5ဒီငါဒီငါဆိုတော့3ည3ညရဲ့နတ်ခတ်ကခွန်းနဲ့3ည9ခွန်ဝန်းချင်းကသူ့ရဲ့အောက်မှာမဖြစ်မနေချိရမယ်ဆိုတော့ကျွန်တော်တို့ကမနက်စည်းမှာ4 4 3ညတဲ့အချက်ဆုံးတော့ဒါဆိုတော့ကျွန်တော်တို့ဒီ3ညဒီခွန်နှလုံးပေါင်းချင်းခွန်ဖြစ်လို့ခွန်ရဲ့နတ်ခတ်က3ညခွန်3ညတပြားစီသူ့ရဲ့အောက်မှာမဖြစ်မနေချိရမယ်ဆိုတော့ညမနက်စည်းမှာပဲခွန်တပြားဆိုပြီး60ခွန် ဒါတော့အခြေဆုံးတော့ဒီခွန်ဒီတော့နှလုံးပေါင်းညက်3ညဖြစ်လို့3ညရဲ့နောက်ကခွန်3ညခွန်တပြားသူ့ရအောင်မဖြစ်မနေဖြစ်ရမယ်ဆိုတော့3ညတပြားဆိုပြီး60ဒါတော့အခြေဆုံးတော့ဒီ5ဒီ1နှလုံးပေါင်းတော့6 6ရက်နောက်ကကို6 6 1နဲ့သူ့ရအောင်မှာဖြစ်မနေရှိရမယ်ဆိုတော့ညနေ4မှာ80နဲ့6ပဲဒါဆိုလို့ရှိရင်အချက်ဆုံးတော့ဒီ3ဒီ3ညနှလုံးပေါင်းညက3 3 9ရက်နောက်က9တဲ့ဗျာ3 9တဲ့ဗျာဒီသူ့ရအောင်မှာဖြစ်မနေရှိရမယ်ဆိုတော့မနေ့4မှာ30ညနေ4မှာ2 3ဒါဆိုဟုတ်ပြီအချက်ဆုံးတော့ဒီ3ညဒီ6 နှလုံးပေါင်းရင်6ထိလို့6ရဲ့နှက်ခတ်က9 6ကိုရပြသည်သူရမှာမဖြစ်မနေထိရမှာဆိုတော့ကျွန်တော်6ထိတ်9ထိတ်ဆိုတာအကိုမနေမောင်လေးညမလေးတွေကိုတောက်ကြနေမှာရွေးပေးတယ်6ထိတ်9ထိတ်အဲ့မှာ6ထိတ်ကိုကြာသွားတာ6ဘတ်ဒီနဲ့ပေးတာအဲ့မှာ9 6 1ချင်းဆိုတော့ကျွန်တော်တို့6ထိတ်နဲ့65ဆိုတဲ့ခဏန်းကိုကြာတယ်ဒါဆိုအချက်ဆုံးတော့ဒီ5ဒီ3နှလုံးပေါင်းရင်10ဖြစ်ချင်းကြောင့်ရှေ့ရနှက်ခတ်က10 10ကချင်းရတဲ့ချစ်တို့ခင်ဗျားတို့ကြိုက်ချင်ထိုးမကြိုက်ချင်မထိုးနဲ့ 8311တက်ကကြီးနဲ့8တက်ကအချိန်နဲ့ဒါဆိုကျွန်တော်တို့နှစ်ပင်ညှိသွားပြီဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ကနောက်တစ်ဆိုင်နဲ့ကဘေးဟာလိုပြီးနေတာလဲဆိုကျွန်တော်မိတ်ဆွေများကြီးအဲ့ဒါကဘလို့လိုက်ပြီးနေတာလဲဆိုရင်ကျွန်တော်မိတ်ဆွေများအကိုမမြတ်မောင်လေးညီမလေးများကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်ခင်ဗျာ ဒီမှာသူကဘလို့လိုက်ပြီးနေရလဲဆိုဒီနားမှာတစ်ချက်ဖောက်ထားတာပါလားမဖောက်ဘူးနဲ့တူပါလေဗျာကြည့်ရောကြည့်လိုက်မယ်မဖောက်ဘူးဗျမဖောက်တော့ကျွန်တော်တို့ကင်ရမယ်အဲ့ဒါကိုအပီးရိုက်ရမှာနော်၈တအချိန်၈၃တကြီးနဲ့ကျွန်တော်တို့အပီးရိုက်တော့မှာဒီမှာလုံးပိုင်ထုံမှာအဲ့တော့အချက်ဆုံးတော့ကျွန်တော်တို့ကဘယ်လိုဆော့တာလဲဆိုဒီ၃ညဒီ၅တဲ့အချက်ဆုံးတော့ နော်မနက်သေးထိတ်စီ၃ညညနေသေးနောက်ဘက်က၅ဒီ၃ညဒီ၅ကနှလုံးပေါင်းခြင်း၅ဖြစ်လို့၅ရဲ့နက္ခတ်က၃၅၃တပြားပြီသူ့ရအောင်မှာမဖြစ်မနေထိရမယ်ဆိုတော့မနက်သေးမှာ၈တပြားကိုဆွဲပြီး၈၅ညနေသေးမှာ၃တပြားဆိုကိုဆွဲပြီး၃၀နဲ့ခွန်နဲ့အချစ်ဆုံးလို့နော်ဒါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေများဒီ၈ဒီခွန်နဲ့နှလုံးပေါင်းခြင်း၅ဖြစ်တော့၅ရဲ့နက္ခတ်က၃၅၃တပြားကသူ့ရအောင်မှာမဖြစ်မနေထိရမယ်ဆိုတော့ကျွန်တော်တို့ညနေသေးမှာ၃တပြားကိုဆွဲပြီး၃ဘူးတဲ့ အချက်ဆုံးတော့ဒါဆိုဒီ၄ဒီ၃နှလုံးပေါင်းရင်ခွန်ဖြစ်လို့ခွန်ရဲ့နှက်3ညခွန်3ညတပြားသူ့ပြောင်းမှာမဖြစ်မနေရှိရမယ်ဆိုကျွန်တော်တို့မနက်စေးမှာခွန်တပြားဆိုပြီး60ခွန်နဲ့ဒါဆိုအချက်ဆုံးတော့ဒီ6ဒီတက်ကလည်းခွန်ဖြစ်လို့ခွန်ရဲ့နှက်က3ညခွန်3ညတပြားသူ့ပြောင်းမှာမဖြစ်မနေရှိရမယ်ဆိုတော့ညနေသေးမှာ3ညတပြားဆိုပြီး60တဲ့ဒါဆိုအချက်ဆုံးတော့ဒီ5ဒီ3ညနှလုံးပေါင်းရင်က9ဖြစ်လို့9ရဲ့နှက်ခတ်က3 9 3တပြားသူ့ရောက်မှာမဖြစ်မနေဆိုရမယ်ဆိုတော့ကျွန်တော်တို့မနေ့စေးမှာ3တပြားဆိုပြီး83 ဒါဆိုအချက်ဆုံးတော့ D8 D6 နှလုံးပေါင်းခြင်းက၄ဖြစ်လို့၄ရဲ့နှစ်ဖက်က2 4နဲ့တပြားသူ့ရအောင်မဖြစ်မနေဆွဲရမယ်ဆိုတော့ကျွန်တော်တို့2တပြားဆိုပြီး23နဲ့ဒါဆိုအချက်ဆုံးတော့ဒီ D3 D3 နှလုံးပေါင်းခြင်း6ဖြစ်လို့6ရဲ့နှစ်ဖက်က9 6 9တပြားသူ့ရအောင်မဖြစ်မနေထိရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ6တပြားဆိုပြီး60နဲ့5တယ်ဒါဆိုအချက်ဆုံးတော့ဒီ6ဒီ7နှလုံးပေါင်းချင်းခွန်ဖြစ်လို့ခွန်ရဲ့နှက်ခတ်3ညခွန်3ညတဲ့အချင်းကမဖြစ်မနေထိမယ်တဲ့မနဲ့မဟုတ်ညံ့နေပေါ့ခွန်3ညကအချင်း ါဆိုကျွန်တော်တို့ကခွန်3ညအချင်းကို83တင်းနဲ့ကိုက်ရမှာတဲ့နော်ခွန်3ညအချင်းကို83တင်းနဲ့ကိုက်ရမှာကျွန်တော်မိတ်ဆွေတွေကြိုက်ချင်ထိုးမကြိုက်ချင်မထိုးနဲ့နော်ခွန်3ညသုံးကို83တင်းနဲ့ကိုက်ရမှာတဲ့အချစ်ဆုံးလို့ရေအဲ့ဒီမှာကျွန်တော်တို့ကဘာတွေပေးမလဲဆိုကျွန်တော်ကြိုက်တဲ့ခဏလေးဒီကျွန်တော်ရွေးပေးပါမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကတော့ကြိုက်ကြိုက်ချာကိုထိုးမှကြိုက်ချင်မထိုးနဲ့ဒီနေ့ရလဲအစနေเนาะကျွန်တော်ချဲကနားနှစ်ပွက်ပို့ထားပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကြိုက်ချင်ထိုးမှကြိုက်ချင်မထိုးပါနဲ့ နော်ခြေကနာတော့တဲ့ပဲထိုးရမှာနှစ်ကွက်အကိုမကြီးကြိုက်ချင်ထိုးဗျာမကြိုက်ချင်တော့မထိုးနဲ့ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကအဲ့ဒီမှာကျွန်တော်တို့ဂလူတွေလာနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ကလုံးမိုင်တစ်လုံးဖမ်းတဲ့နေရာမှာတစ်ချက်ဖောက်ပြီးအကုန်လုံးပြန်ဝင်နေရအချစ်တို့သိရနော်လုံးမိုင်ကတစ်လုံးကတစ်ချက်ထဲဖောက်ပြီးပြန်ဝင်နေရအဲ့ဆက်နှစ်ကလေးကဘလို့ဝင်နေရလဲဆိုတော့ကျွန်တော်အဲ့မှာခံလိုက်ရတာပေါ့ဗျာဒီနှလုံးပေါင်းငါးကိုမတွေးလိုက်တော့ကျွန်တော်က60နှစ်ကိုတကပေါက်စမ်းပေးရတောက်ကြနေညက်နေရ ။ तू อ่ะအဲ့ဒီမှာအကုန်လုံးပြောင်းဝင်နေတာဒီမှာ25လို့ရှိတယ်။ကဲဒီတရွတ်နဲ့ပြရမယ်။ချစ်တော့မချစ်တော့ကျွန်တော်ကမကုံဝင်။ဒီနှလုံးမောင်းရခွန်ဖြစ်လို့ခွန်တလုံးပါရင်လည်းသူ့ရအောင်။နော်30ခွန်ဒီနှလုံးမောင်းရဲ့3ညဖြစ်လို့3ညတလုံးမောင်းရဲ့သူ့ရအောင်မှာဆိုတော့4 3ညဒီနှလုံးမောင်းရဲ့6ဖြစ်လို့6တလုံးမောင်းရဲ့သူ့ရအောင်မှာဆိုတော့60ခွန်ဒီနှလုံးမောင်းရဲ့5ဖြစ်လို့5တလုံးမောင်းရဲ့သူ့ရအောင်မှာဆိုတော့55တယ်ဒီနှလုံးမောင်းရဲ့6ဖြစ်လို့6တလုံးမောင်းရဲ့သူ့ရအောင်မှာမဖြစ်မနေကြမှာဆိုတော့80နဲ့6တယ်ဒီနှလုံးမောင်းရဲ့4ဖြစ်လို့4တလုံးမောင်းရဲ့သူ့ရအောင်မှာကြာမှာဆိုတော့ကျွန်တော်အဲ့ဒီက4ဆိုကျွန်တော်မိတ်ဆွေတွေပြေးရတာလေ ငွေကနနှစ်ပတ်တိကြသွားတယ်လေးတလုံးကြမတော့ဘူးအဲ့တော့ဒီလေးကိုလည်းဖောက်လဲသွားနောက်တဲ့နေ့လေကြကျွန်တော်ကဒီမှာ6 9 1ချိန်6ထိပ်6ထိပ်ကိုကင်လိုက်ပြီးတော့ဒီနှလုံးပေါင်းချင်းငါးကိုပြန်မကင်တော့ဘူးဗျာအဲ့ဒီမှာငါကထိုးကြသွားစက်မှန်အောင်မဆိုတစ်တလုံးပိုင်းလည်းရှိတယ်တဲ့ဒါဆိုကျွန်တော်ကတော့ပေးထားတာတစ်တလုံးပိုင်းရှိတယ်နော်ဒီနှလုံးပေါင်းချင်းတစ်တနေ့ပုံမှာဆင်းရမှာဒီနှလုံးပေါင်းချင်းတစ်တလုံးနဲ့ဒါရင်နဲ့တစ်နဲ့ကပ်ပတ်ပြီးကပ်ပြီးတော့ပဲပေးမှာကျွန်တော်ပေးမယ်တလုံးအမားတလုံးကအဲ့ကနမဟုတ်ဘူးအချစ်ဆုံးဒါဆို၈၃တကီးနဲ့ကျွန်တော်တို့ခွန်၃ယောက်ချိတ်ချိတ်မိတယ် ဒါဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့က16ရက်ပြဆိုင်6ရဲ့6လ2320နဲ့9ရဲ့အချက်ဆုံးလို့အဲ့ဒီမှာကတနင်းတာပေါ့ဟာမဟုတ်ထားရေးကုန်ဟင်းအဲ့လိုကျွန်တော်လည်းခတ်ချောင်းချောင်းဒါဆိုဒီနေ့ရေးမယ်ကျွန်တော်မိတ်ဆွေ 16ရက်6လ23ည25တနင်္လာမနက်ညမနက်ပိုင်းမှာကြာသွားရင်ကျွန်တော်12နာရီကျော်တယ်ဆိုလို့ရှိရင်တစ်ချက်12နာရီတစ်ချက်လောက်ကိုကျွန်တော်ပြန်ပြီးတက်လာခဲ့မယ်အဲ့ဒီမှာကျွန်တော်ပေးနေတဲ့ပတ်သီးကိုပဲကျွန်တော်အရင်ရေးမယ်ဗျခွန်ပတ်သီးတဲ့ နော်ပတ်တီးကိုကြိုက်လို့ပတ်တီးကိုအရင်ပေးတာဗျာကျွန်တော်ရဲ့မိတ်ဆွေတွေသိတယ်နော်ကျွန်တော်ရဲ့ထားတွေတော့ပတ်တီးကိုပတ်ရမယ်ခွန်ပတ်တီးကိုပတ်ပါနော်မနဲ့ညပတ်ရမှာမနဲ့ညပတ်ရမှာကျွန်တော်ရဲ့မိတ်ဆွေနေကုန်းသားအဲ့ဒီမှာခွန်ပတ်တီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပေးချင်တဲ့ခဏလေးပြကျွန်တော်ရဲ့မိတ်ဆွေကြီးကျွန်တော်တို့က၈တစ်ကိုခွန်၃ညနဲ့ပြီးရမယ်တဲ့၈တစ်ကိုခွန်၃ညနဲ့ပြီးရမယ်ဆိုတော့ကျွန်တော်မိတ်ဆွေကြီးအဲ့ဒီမှာကျွန်တော်ဘယ်လိုပေးချင်လဲဆိုလို့ရှိရင်၈တစ်ကိုခွန်၃ညနဲ့ဆိုတော့၈ ရှစ်ခွန်ရှစ်စေရှစ်တဲ့ခွန်တဲ့ဒါကိုအာပြီးတော့အထူးအထူးအော် နောက်တစ်ချက်ကကျွန်တော်ရဲ့မိတ်ဆွေများကြီးဒါကျွန်တော်ကတော့လုံအောင်ပေးတာကျွန်တော်မိတ်ဆွေကြီးကကြိုက်မှာထို့မကြိုက်ချင်တာ၈၃တက်ကကြီး9 3ရနဲ့ဖြီးရမှာလို့ပြောတာနောက်တစ်ချက်ကတော့ကျွန်တော်ကဗရိတ်နဲ့လိုက်ချုပ်မယ်နော်နောက်တစ်ချက်ကတော့ကျွန်တော်ကဗရိတ်နဲ့လိုက်ချုပ်မယ်ခွန်ကခွန်ဆက်နောက်တစ်ခါက3 2 သုံးတည်းတဲ့ဒါတို့အာရမိတော့ပတ်ဒီရဟိမခွန်တလုံးနဲ့အဲ့မှာအမှားမှန်လက်ခံနိုင်တဲ့အကိုမတွေမောင်လေးညမလေးတွေရအဲ့ခွန်တလုံးကိုပတ်ပြီးဟိုက်မှာ87တကွက်ကောင်ကြိုက်ချင်တော့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေဒါပဲဒါဒီနေ့ကောင်မဒီမှာခဏရှစ်ကွက်နော်ပြီးလို့ရှိရင်ကျွန်တော်ရဲ့မိတ်ဆွေများအချက်ဆုံးတို့အတွက်ကိုကျွန်တော်က ုတ်ကဲကျွန်တော်ကောမန်လေးတွေမှာလိုက်မှန်ပေးတဲ့အဘိုးကြီးကျေးဇူးတင်ပါတယ်ခင်ဗျာနော်ဘိုးကြီးဒီနေ့ပောက်ချင်ခွန်ကိုပတ်လိုက်ပြကျွန်တော်မိတ်ဆွေခွန်ကိုပတ်လိုက်တာအဲ့နကနာတော့အဲ့ရှိကောကိုတင်အောင်တင်အောင်ထိအောင်ဖို့ကိုတကွက်ပေါက်မယ်ဗျာမနေ့သုံးဖုန်ညနေတကွက်ပေါက်မယ်နော်အဲ့တော့ဘိုးကြီး16ရက်6လ2025တနင်္လာနေ့မနေ့ညမှာခွန်ပတ်တီးကိုပတ်ပါတော့နော်80ခွန်80 8 8တင်းနဲ့ခွန်တင်းအမမလက်ခံနေတဲ့အကိုမတွေခွန်တလုံးကိုပတ်ပြီးခွန်တင်းတကွက်ထဲထိုး နော်မှားမှားလို့မဆဲဘူးဆိုတော့ကျွန်တော်မိတ်ဆွေတွေတော့ကနော်ခွန်တပြားကိုပတ်ပြီးတော့ခွန်တစ်ဆိုတဲ့တခွက်ထဲကိုထိုးမယ်နော်ခွန်တပြားကိုပတ်ပြီးတော့ခွန်တစ်ကိုတခွက်ကောင်းထိုးမယ်အမှားမှလက်ခံနိုင်တဲ့အကိုမတွေဒါမှမဟုတ်လို့တို့တာဦးမှာပောက်မှာပောက်ပောက်ဦးမှာဖြစ်မယ်ညမာလေးရေဆိုတဲ့အကိုမတွေကခွန်ရှိခွန်ရှိရှိခွန်ရရှိစေရရှိတစ်ကဲခွန်တစ်ကဲခွန်ငါးရခွန်၃၀ရ၃ညနှစ်ကဲ၃တစ်ကဲဆိုတော့ခဏလေးရှိကွက်ကိုထိုးမယ်နော်ကျွန်တော်အဲ့ဒါမှမရှင်းတော့မေးနေတဲ့အကိုမတွေကျွန်တော်ဒီမှာဆက်သွင်းရလိပ်စာလေးရေးပေးထားတာအဲ့ဒါနေမေးနော်အကိုကြီးတို့ရှိကိုကြီးကျွန်တော်လေး သရီးလေးနှစ်ကွက်တင်ထားလဲဗျာခမဖြစ်ထိုးပြအောင်ထိုးထားရင်နော်စီဘိုးစံဘိုးပေါ့ဗျာကိုကြီးတို့ဆိုလို့ရှိရင်တော့လဖိရေဘိုးပေါ့လဖိရေဘိုးကွန်းရဘိုးပေါ့ရအောင်တော့ထိုးထားကျွန်တော်သရီးလေးနှစ်ကွက်တင်ပေးထားလဲကျွန်တော်မိတ်ဆွေတွေအတွက်ဒါပေမဲ့ကျွန်တော်လဲထိုးမှာနည်းနည်းတော့နည်းနည်းတော့ကျွန်တော်လဲထိုးမှာဒါရင်သရီးတီကတော့အကွက်တစ်ထောင်နဲ့တကွက်ရွေးရတာအခုကြီးပိုင်သားလို့တော့မမင်းနဲ့ အကွက်တစ်ထောင်ကနေပြီးတော့တစ်ခွက်ရွေးရတယ်ကျွန်တော်တို့ကမပေါက်ချင်သူးဒီတောင်မှပဲအကွက်တရာတွေကတစ်ခွက်ရွေးတာတောင်ပေါက်ချင်မှပေါက်ထားဆိုတော့သတိဒီကခိုင်လာလို့တော့မမေးနဲ့ကိုကြီးကျွန်တော်ကမိတ်ဆွေတွေကျွန်တော်မိတ်ဆွေတွေကျွန်တော်စေတနာရရတင်ပြထားတာသတိဒီတစ်ခွက်ထဲတင်ထားတယ်နှစ်ခွက်တင်ထားတာသတိဒီနှစ်ခွက်တင်ထားတယ်ကျွန်တော်မိတ်ဆွေတွေဝင်ကြည့်ပြနော်သတိဒီနှစ်ခွက်တင်ထားတယ်ကျွန်တော်မိတ်ဆွေတွေအတွက်သတိဒီနှစ်ခွက်တင်ထားပါတယ်ခင်ဗျာအဲ့မှာကိုကြီးတို့ဝင်ကြည့်ပါဗျာ ai tru na kwa ka chano mai suri ma ti in tha bi ye be phe ma tru yin na kwa ka ma ti in tha ye be phe ma chano mai suri ma mi an ni na ma ye yin ya a chano mai suri a ra ka tru yin na kwa ka di lo tru yin ta ka 16 ye 3 na yi 30 a twa ta truy nó qua cả ba đấy rồi cho nó ở cụ mà đi mau đi mà đi thế vậy thôi mà bao chuyện mà xem này thế vậy thôi bao luôn mà bây giờ mà bao chuyện mà xem này vậy nó thế vậy thôi mà ta truy nó qua cho nó mấy gì nó mà nó qua ai đó chết sống nó thôi cho nó tiền mi tao đi cho nó lấy thôi bị tao đi nó ai mà không bắt đi နေကောင်မှာခွန်ပါတိတရင်ကြရမယ်ကိုကြီးနော်ခွန်၃ညထိတ်ပြခွန်၃ညထိတ်ခွန်ထိတ်၃ညထိတ်ကြိုက်တယ်ကျွန်တော်ကတော့ဒါပေမဲ့လို့ကျွန်တော်က၈၁၃ကိုခွန်၃ညနဲ့ကတ်ရတာဒါနဲ့အကုန်လုံးတော့မကတ်ပြပါဘူးကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ခဏလေးနေပါတယ်ဗျာနော်အဲ့မမှားတော့ကလမှန်တော့ကိုစော့နိုင်ရင်ကျွန်တော်အကူကျွန်တော်မိတ်ဆွေတွေမောင်လေးညီမလေးတွေမိသားစုဝင်တွေကခွန်တစ်လုံးကိုပါပြီးခွန်နဲ့ဆက်ကြကိုတကွယ်ထဲလိုက်ရိုက်ထုတ်လိုက် အဲ့ဒါမှမဖြစ်ဘူးဆိုလို့ရှိရင်တာဦးနေမှာသူကဈေးဥပောက်ယူဆောင်ခဏလေးရှိပေါ့ကိုအချစ်တို့အဆင်ပြေလို့ထိုးကျွန်တော်ရဲ့အကိုလေးအမလေးမောင်လေးညီမလေးအဆင်ပြေလို့ထိုးကျွန်တော်မိသားစုဝင်ဒီအဆင်ပြေရင်ကျွန်တော်အဆင်ပြေတာပဲဟုတ်လားပေးတာမပေးတာဗဒနာမဟုတ်ဘူးဗျာကျွန်တော်မိတ်ဆွေတွေရနေကိုကအဓိကပဲနော်အဲ့တော့အချက်ဆုံးတော့ကျွန်တော်ရဲ့ကျွန်တော်မိတ်ဆွေများကျွန်တော်ရဲ့ channel လေးကိုကလည်းအစ်ကလေးဖြစ်နေတဲ့အတွက် channel အကြီးရတယ်မရသေးဘူးဗျာအဲ့တော့အစ်ကလေးဖြစ်နေတဲ့အတွက်ကျွန်တော်ကို share လို့ရတူးနေပတ်သက်လို့ share လို့ရတဲ့နေရာလေးမှာတယောက်တစ်ချက်လောက် share ပေးခြင်းဖြင့်ကူညီကြပါအောင်ဗျာနော်အဲ့တော့အချက်ဆုံးတော့ဒီမှာမှတ်လို့ရပြီမှတ် เนาะကျွန်တော် channel အတစ်ကလေးကိုလည်းတီတာမြန်တို့ channel အတစ်ကလေးကိုလည်းအားပေးတယ်ဆိုရင် like လက်မှာသဲလေးတွေပေးထားပြီးတော့ subscribe ဆိုတဲ့ခေါင်းလောင်းလေးကိုနှိပ်ထားကြပါအောင်လို့ပြောရနေကျွန်တော်ရဲ့ live show လေးဒီမှာပဲနှားပါပြီပြန်เนาะအချိန်ရန်လည်းမနေတော့ဘူးဆိုတော့ကျွန်တော်ခဏနေအပို့အောင်မှာဆိုတော့အဲ့တော့အကိုမမြတ်မောင်လေးညီမလေးညာကျွန်တော်ကိုချစ်ခင်အားပေးတဲ့အကိုမမြတ်တယောက်ချင်းစီကိုထူးထူးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနော်ကျွန်တော်အားပေးတဲ့အကိုမအတိုင်းလေးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးကာယဒုက္ခစိတ်ဒုက္ခနှစ်ဖြာသောဒုက္ခနဲ့ပြည့်စုံကြပါစေလို့တူတောင်းပေးရင်ကျွန်တော် live show လေးနားပါပြီဗျာနော်